ထိုင်မြဲတဲ့ဣရိယာပုတ်နဲ့ထိုင်ပြီးတော့ခန္ဓာကိုယ်မမတ်ကလေးဖြောင်းဖြောင်းလေးထားပြီးနာသီးပြားကိုစိတ်ကပုတ်လွတ်ထားပြီးထွက်လေဝင်လေဆိုတဲ့ခြိတိုင်းလေးပေါ်မှာစိတ်ကလေးကိုတခြားမရောက်အောင်သူ့ကိုပုတ်လွတ်ထားထွက်လေဝင်လေဆိုတဲ့ခြိတိုင်းလေးကဘေးကိုရောက်မသွားအောင်တတိဆိုတဲ့ကြိုးနဲ့သူ့ကိုထိန်းချုပ်ထားဘာနဲ့တူလို့ဆိုရင်တိုင်ငုတ်တစ်ခုခိုင်ခိုင်စိုက်ပြီးတော့အဲ့ဒီမှာ ရိုင်းနဲ့နွားလေးကိုကျိုးနဲ့ခြိထားသလိုပဲယုံနေမှာပဲစိတ်ကလည်းပဲထွက်လေဝင်လေပေါ်မှာပို့လိုက်ယုံထွက်သွားလိုက်ထွက်လေဝင်လေပေါ်ပို့လိုက်ယုံထွက်သွားလိုက်လှုပ်ကြည့်ပေါ့ဘလို့ယုံနေဆိုတာကြည့်ပါတိကိုယ်တိုင်လှုပ်ကြည့်ပါတိเนาะထွက်လေဝင်လေလေးပေါ်မှာ10ခုပြည့်အောင်အခု20ပြည့်အောင်အချိန်တရာပြည့်အောင်တည်ငြိမ်နေမှာမဟုတ်ဘူး တစ်ခုဖြစ်ပြီးပြေးသွားပြန်ပြီနောက်တစ်ခု လိုက်ဖမ်းရပြန်ပြီနှစ်ခုလောက်တည်ပြီးပြေးသွားပြန်ပြီလိုက်ဖမ်းရပြန်ပြီလွတ်တော်အဲ့ဒီလိုလွတ်တဲ့စိတ်လေးကိုနာသီးပြားဆိုတဲ့ခြိတိုင်ပေါ်မှာတတိဆိုတဲ့ကြိုးနဲ့ခြိပြီးတော့ပညာနဲ့ဆုံးမလိုက်လို့ရှိရင်နောက်ဆုံးဟာဒီစိတ်လေးဟာထွက်လေဝင်လေလို့ဆိုတဲ့နာသီးပြားပေါ်မှာထိသွားတဲ့နေရာလေးပေါ်မှာငြိမ်ကြသွားတယ် ။အိုဒီဒီအာယုန်တွေကိုမပြေးတော့ပဲနဲ့အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ကြသွားတယ်။ဒါနိတနိကိုပြောပြတာနော်။ထွက်လေဝင်လေမှတ်တယ်အာနာပါနာလှုပ်တယ်ဆိုအဲ့ဒါစိတ်ကိုဆုံးမတယ်ဆိုအဲ့ဒါကိုပြောတယ်။ဟိုပြေးဒီပြေးမပြေးတော့ဘူး။အဲ့ဒါလို့တမာတိစွာအားနဲ့ခြင်အောင်ထားလိုက်တယ်။နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါမှာ စဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်အော်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငယ်ကိုကြားစင်နိုင်တော့အောင်အကုသိုလ်မှုတွေတိုးတိုးပြီးတော့ဖြစ်လာစေတတ်တယ်မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိမ်းရမယ် ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်တဲ့နာတွေဖြစ်ကုန်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထင်ရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လေဒီဒေါသရင်ထဲဖြစ်လာပြီးရှင်ထဲကနေပြီးတော့နှုတ်ဖြားရောက်လာလိမ့်မယ်နှုတ်ဖြားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီးအဲ့ဒီကနေပြီးတော့လက်ပါလာတယ်လက်ပါလာရာနေပြီးတော့ရိုက်တယ်နှက်တယ် တတ်တယ်ဖြတ်တယ်ထီအောင်ဖြစ်လာဒေါသဟာအဲ့ဒါလို့ဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးယင်ထဲမှာဖြစ်တဲ့ဒေါသကိုယင်ထဲမှာပျောက်သွားအောင်ထိန်းချုပ်နိုင်ရမယ်ဒါထိန်းတဲ့ဤတည်းပဲအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့ရင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ုံနဲ့မဟုတ်ဘူးဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာ တဘာဝကိုတဘာဝအတိုင်းချိတတ်လာပြီဆိုလို့ရှင်ဒေါသဖြစ်เสียအာယုံတို့မမြင်တော့ဘူးလောဘဖြစ်เสียအာယုံတို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့အဲ့ဒါလို့ပညာဉာဏ်နဲ့ထိမ့်သိဆောရှောအောင်ပဲလို့ဆိုလို့ရနော်အဲ့ဒါကိုပြောတာစိတ်တတ္တဓမ္မထောတာတုစိတ်ကိုတမထနဲ့ထိမ့်မယ်စိတ်ကိုဝိပဿနာဉာဏ်နည်းနဲ့ထိမ့်မယ် အဲ့ဒါလိုထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူးဒါတွေဝင်မလာတော့ဘူးတဘာဝအာယုံလေးပေါ်မှာပဲစိတ်ကတည်ငြိမ်သွားပြီဆိုလို့ရှင်ဒါရင်ကျေးသွားပြီလို့သူတို့ပြောတာရှင်ကျေးသွားတယ်အဲ့ဒါလိုရင်ကျေးသွားပြီဆိုရင်တော့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေတခုမှမရှိတော့စိတ်ကိုမထိန်းနိုင်လို့ဖြစ်တဲ့ပြဿနာတွေတခုတော့တခုမှမရှိဘူးရင်ထဲက မကြေမနက်တာတွေပူစားတာတွေပူလောင်တာတွေအညစ်အကြေးတွေဒီကုအောင်ဖြစ်တော့အဲ့ဒီမဖြစ်ခြင်းဟာစိတ်နှလုံးအေးချမ်းမှုပဲဖြစ်တယ်ပေါ့အဲ့ဒီလိုနီးစနစ်တွေကိုမြတ်စွာဘုရားဟောတာဟုတ်တာသဗ္ဗထချင်းစဉ်ဝိပဿနာချင်းစဉ်နဲ့စိတ်ကိုထိန်သွားကြတာအဲ့ဒီလိုထိန်သိမ့်လို့အောင်မြင်သွားပြီဆိုလို့ရှိရင်ယန္တာပုဂ္ဂိုလ်တွေဟာအောင်မြင်သွားတဲ့ယန္တာပုဂ္ဂိုလ်တွေဟာ စိတ်ကြောင့်စိတ်ထောင်းလို့ကိုကြေးဆိုတာသူတို့မှမရှိတော့ဘူးเนาะဘယ်ခါပဲဖြစ်ဖြစ်သူတို့စိတ်လေးကကမ္မထာအာယုနဲ့ကမ္မထာအာယုနဲ့ငြင်းချမ်းစွာနေကြတာပဲဖြစ်တယ်ပေါ့တွေးပြီးတော့ပူပန္နာဆိုတာလည်းမရှိဘူးစိတ်ပြတ်တာဆိုတာလည်းမရှိဘူးစိတ်ညစ်တာဆိုတာလည်းမရှိဘူးကာမဂုဏ်အာယုန်ဒီပေါ်မှာယမဇောနဲ့မမောတယ်ဆိုတာလည်းမရှိဘူးသူတို့ တည်ငြိမ်ပြီးတော့ပဂတိတည်ငြိမ်ပြီးတော့အမှန်တရားကိုသိရှိနေတဲ့အသိဉာဏ်နဲ့ပဲရှင်သန်နေတော့တာအဲ့ဒါစိတ်တန်တန်တန်ဒုက္ခဝဟံစိတ်ကိုဒီလိုဆုံးမလိုက်တဲ့အခါမှာကိလေသာတွေကမဖြစ်တော့မဖြစ်တော့တဲ့အခါမှာဘဝဘဝကရှင်နေနှလုံးထဲမှာကိန်းလာတဲ့ကံတရားတွေကအကျိုးမပေးနိုင်တော့အကျိုးမပေးနိုင်တော့ဘဝဆိုတာပြတ်သွားပြီး အပေကြမဲ့ဆင်းရဲဒုက္ခတွေမရှိတော့ဘူးလူဘဝရောက်ပြီးလူမှုဒုက္ခတွေမခံရတော့ဘူးနတ်ဘဝရောက်ရင် နတ်ဒုက္ခမခံရဘူးပြမဘဝရောက်ပြီးသေဆုံးရတယ်ဆိုတဲ့ဒုက္ခတွေအကုန်လွတ်သွားအဲ့ဒီဒုက္ခအလုံးကလွတ်သွားတာဟာအခုလိုထိမ့်ချုပ်လိုက်လို့ယဉ်ကျေးသွားတဲ့စိတ်ကလေးစိတ်ကလေးကိုယဉ်ကျေးတော့အောင် ဆုံးမနိုင်လို့ရတဲ့ချမ်းသာဒုက္ခလို့သူတို့ဆိုတာเนาะ အဲ့ဒါကိုမြတ်စွာဘုရားကဟောလို့ရင်းပဲဖြစ်တယ်